ချူဆောင်ရီလိုဆွဆွဲတာကြောင့်နမဲကြီးမင်းသမီးဆိုပြီးဆွမြသူဆန်နဲ့လမ်းခွဲခဲ့ကြအောင်တော်ဝိုင်းဖော်ပြလာခဲ့တဲ့ပိုင်ဆိုးဆန်အလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေချူဆူလိုက်ပါတယ်ပိုင်ဆိုးဆန်ဟာတွန်ပိုင်းတယောက်လိုနေထိုင်ရင်အနည်းပညာလောကမှာပါနမဲကြီးလာခဲ့တာဖြစ်ပါတယ်နမဲကြီးမင်းသမီးတူဖြစ်တဲ့ဆွမြသူဆန်နဲ့တပူပူတူတူတူဖြစ်ကတယောက်ချင်းတယောက်နားလေတဲ့ဆက်ဆံရေးတွေကြောင့်လည်းလူအများကြီးမှအာယုံဆိုင်ခံခဲ့ရတာပေါ့အရင်အချိန်မှာဆိုမြတ်သူစားကကောင်းမလေးလည်းမဟုတ်ကောင်းလေးလည်းမဟုတ်တဲ့သူတယောက်နဲ့ချစ်သူတွေဖြစ်နေပြီလို့အသိပေးလာတဲ့အတွက် အလောင်းကပိုင်ဆိုးဆန်တဲ့ချစ်သူတွေဖြစ်နေကြပြီလို့သာလက်ခံခဲ့တာပါ။ဒါပေမဲ့ပိုင်ဆိုးဆန်ကပြီးခဲ့တဲ့ရက်မှာနမဲကြီးမင်းသမီးနဲ့ချစ်သူတွေဖြစ်ပြက်ဆဲခဲ့တာ။တနှစ်ကျော်လောက်ရှိနေပြီဖြစ်ကြောင်းကိုအသိပေးလာခဲ့ပါတယ်။တွဲစဉ်အခါစားတရားဝင်အသိပေးတာမျိုးမရှိခဲ့ပေမယ့်ပြက်တဲ့အချိန်မှသာပြက်ပြီဆိုတဲ့အကြောင်းကိုအသိပေးလာခဲ့တာပေါ့။ဒါအပြင်ပြက်တာကလည်းခုရပိုင်မှာမဟုတ်ဘဲကြာနေပါပြီ။ပြက်ပြီးကြတဲ့အချိန်မှာမင်းသမီးရဲ့အတိုင်းဝိုင်းဘက်ကနေမဟုတ်တန်တရားတွေပြောဆိုလာခဲ့တဲ့အတွက်ပိုင်ဆိုးဆန်ကမခံနိုင်တာကြောင့်ဆိုရှယ်မီဒီယာမှာရေးတင်လာခဲ့ပါတယ်။ နမဲကြီးမင်းသမီးတယောက်နဲ့ချစ်သူတွေဖြစ်ခဲ့ပေမဲ့ခုချိန်မှာလမ်းခွဲလိုက်ပြီးလို့ပိုင်ဆိုးဆန်ကဆိုလာခဲ့တာပါ။ ဒါပြင်နမဲကြီးမင်းသမီးနဲ့ချစ်သူတွေဖြစ်နေတောင်းကလည်းတော်တော်တိတ်တိတ်ပဲနေပေးခဲ့တယ်။ချစ်သူတွေလာလို့မီဒီယာကမေးတာတောင်မောင်နှမလို့ခင်တာပါလို့လိန်ပေးခဲ့ပါတယ်ဆိုပြီးလဲသူတွဲခဲ့တဲ့နမဲကြီးမင်းသမီးနဲ့ပတ်သက်တဲ့အကြောင်းကိုပိုင်စိုးဆန်ကရိတ်မှပြပြလာခဲ့တာပေါ့။ပိုင်စိုးဆန်ပြောတာရိအရာဆိုရင်အရင်အချိန်တုန်းကအင်တာဗျူးမှာကျွန်တော်တို့ကမောင်နှမလို့ခင်တာပေါ့။မာကြီးကလည်းကျွန်တော်ကိုမိဆွေတယောက်အနေနဲ့တင်ပြပြောပြပါတယ်ဆိုပြီးပိုင်စိုးဆန်ဖြေခဲ့တာကစုံမြတ်သူစာအကြောင်းဖြစ်ပါတယ်။ဒါကြောင့်မို့ပိုင်စိုးဆန်တွဲခဲ့တဲ့နမဲကြီးမင်းသမီးကစုံမြတ်သူစာဆိုတာတေချာတလ ောက်ရှိတာဖြစ်သလုံးတဖက်လက်နဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်။လမ်းခွဲခဲ့ရတဲ့အကြောင်းရင်းကလည်းပြဿနာတစုံတရာအကြောင်းမဟုတ်ဘဲနှစ်ဦးနှစ်ဖက်ကြီးကြီးပြည့်ပြည့်သားလက်ခံကလမ်းခွဲခဲ့ကြတာပါ။ဒါပေမဲ့လမ်းခွဲပြီးတဲ့အချိန်ကြာမှမင်းသမီးရဲ့အတိုင်းဝဲဘက်ကနေပိုင်စိုးဆန်ကပိုင်လုံးလှုပ်ချင်တာကြောင့်တွဲခဲ့တာလို့သတင်းတွေထွက်လာခဲ့ပါတယ်။ဒါအပြင်ချူစားကအနည်းပညာလောကမှာနမဲကြီးဖို့ခူလုံးလောက်တာဆိုပြီးနမဲဖြတ်တဲ့သူကရှိလာခဲ့တာပါ။ မင်းသမီးရဲ့အတိုင်းဝိုင်းဘက်ကနေခုလိုထုတ်ပြောလာတဲ့အတွက်ပိုင်ဆိုးဆန်ကအသီးမခံနိုင်တော့ပဲသူတို့လမ်းခွဲတဲ့အကြောင်းကိုပါလူသိရှင်ကြားထုတ်ပြောလာခဲ့ပါတယ် ဒါအပြင်တွဲနေတော့အချိန်ကလည်းပေါ်ပေါ်ထင်းနေမတွဲပဲနေပေးခဲ့သလုံးမင်းနာစီမမျိုးတခုမှမလုပ်ခဲ့တဲ့အကြောင်းကိုလည်းရှင်းလင်းလာခဲ့တာပေါ့ချူစားရင်လို့ဆွဆွဲတဲ့အပေါ်မှာလည်းငွေတောင်းထားတဲ့အကြောင်းတွေကိုတတ်သိနေတဲ့ကွာထုတ်ပြပါဆိုပြီးပိုင်စိုးဆန်ဘက်ကတော့ရှင်းလာခဲ့ပါတယ်ပိုင်စိုးဆန်ဟာနမဲကြီးမင်းသမီးရဲ့ဂုံတိတ်ခါကွာတတ်နိုင်ဆုံးထင်းကအချစ်တွေပဲပေးခဲ့တာမို့သူဘက်ကဖြူစင်တယ်လို့သာခံယူထားပါတယ်ချစ်တဲ့အချိန်တုန်းကလည်းနှစ်ယောက်လုံးဘက်ကချစ်ကြသလုံးဘသူပယောကနဲ့မှမဟုတ်ဖဲချစ်သူတွေဖြစ်ခဲ့အောင်ဆိုပြီးချပြလာခဲ့တာပေါ့ပရိသတ်တွေကတော့ချစ်သူဖြစ်တုန်းကလူမသိ ိရပဲလန်ခွဲပြီးမှပြဿနာဖြစ်နေတယ်လို့ပြောဆိုနေတာပါ။နမဲကြီးမင်းသမီးဘက်ကတော့ဘာမှတော့ပြန်လာတာမျိုးမရှိသေးပါဘူး။စောမြတ်သူစားနဲ့သတင်းထပ်ပြီးလန်ခွဲလိုက်ရတဲ့အကြောင်းရင်းကိုဖွင့်ရလာခဲ့တဲ့ပိုင်စိုးဆန်အပေါင်းပရိသတ်တို့ရဲ့အမြင်ကိုလည်းခေါမမပြပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။